မိဘပြည်သူများရှင် Brian Media မှာတရင်သုံးသက်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ကျမချစ်ရတဲ့မိဘပြည်သူများကိုကျမပထမဆုံးပြောချင်တာကကျမတို့အခုခေတ်အခါမှာပေါ့နော်လူဖြစ်ရတာကံကောင်းတယ်လို့မိဘပြည်သူများကိုကိုကိုယူဆပါသလားရှင်။မိဘပြည်သူများအနေနဲ့ဘဝပုံစံတွေမတူညီတာရှိမယ်။ဟိုဘဝဘေးကုသိုလ်တွေမတူတာရှိမယ်ပေါ့နော်။ကိုကအခုချိန်ကြီးအဆင်ပြေချုံးမွေးနေရယ်ဆိုရင်တော့အော်ငါကံကောင်းလိုက်တာလို့လို့တွေးလို့ရပါပေါ့ရှင်။တကယ်လို့ငါလူဖြစ်ရတာကံဆိုးရယ်လို့တွေးနေရယ်ဆိုရင်တော့မြန်မာနိုင်ငံအနှံ့အပြားအပြင်ကိုကဘာကြီးကိုပါလှမ်းပြီးတော့မျှော်ကြည့်လိုက်ပါရှင်။ ုတ်လို့အကန့်ဆုံးနေတဲ့သူတွေအများကြီးပဲတွေ့ရှိပါလိမ့်မယ်ရှင်။ဒါကြောင့်စိတ်တက်မကြဘဲနဲ့ဘဝကိုဆက်လက်ရှောင်နှံ့နိုင်ဖို့အတွက်သာနေစဉ်လုပ်ငန်းဆောင်တာတွေကိုကြိုးစားလုပ်ဆောင်ပါလို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင်။ကျွန်မတို့ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ဘာသာတရားအသိလေးနဲ့လည်းနေစဉ်နေတိုင်းစင်ကျင်နေထိုင်ဖို့တော့လိုအပ်တာပေါ့ရှင်။ဒါကတော့သတင်းမတင်ဆက်ခင်လေးကျွန်မကနဦးလေးပြောပြတာပါရှင်။အခုစစဆုံးပြောရမယ့်သတင်းလေးကတော့ကျမတို့တတိယကဘာစစ်ဖြစ်မှာကိုစိုးရိမ်နေတဲ့လူတွေရှိရပေါ့နော်ကျမတို့လည်းစိုးရိမ်နေရှင့်တတိယကဘာစစ်ကကျမတို့နဲ့အရန်ဒီကတ်နေပြီလို့လည်းခံစားနေရပါတယ် စစ်ပွဲတွေအရင်တွေ့ရတဲ့အချိန်မှာကမ္ဘာမှာဆိုလဲဖြစ်နေကြတာပေါ့နော်ရုရှားနဲ့ယူကရိန်းနဲ့စသဖြင့်ပေါ့ရှင်အဲ့လိုကိစ္စရက်တွေပေါ့အခုဆိုရင်အီရန်နဲ့အစ္စရေးနဲ့ပေါ့နော်အီရန်နဲ့အစ္စရေးဖြစ်တဲ့ကိစ္စကအခု9ရက်6ရက်လောက်ရှိလာပြီအခုချိန်ထိတသိမ်းမဲ့သူတို့တိုက်ခိုက်နေကြတော့မယ်ရှင့်အခုဆိုရင်ဒီအီရန်ကတီဟေရန်မြို့ကနေပြီးတော့ပြည်သူတွေကလည်းကားဒန်းကြီးနဲ့ကိုသူတို့မြို့ကနေပြီးတော့ထွက်ခွာနေကြပါတယ်ရှင်။ကျွန်တော်တို့နိုင်ငံမှာလည်းစစ်ပေးရှောင်ရတဲ့သူတွေများတဲ့အတွက်သူတို့ရှင်တွေကခံစားချက်ကိုကျွန်တော်တို့လှမ်းပြီးတော့ကိုကျင်းစာကြည့်လို့ရပါတယ်ရှင်။ ော့ Israel နဲ့ Iran ဖြစ်တဲ့ကိစ္စကတမိုင်းကြောင့်ဖြစ်စဉ်တွေအများကြီးပေါ်ပတ်သက်နေရပေါ့နော်အဲ့ဒီအကြောင်းအရာလေးတွေကိုအခုဒီကာလတွေအတွင်းမှာကျမတို့ Prime Media မှာလည်းနိုင်ငံတကာ သတင်းအစီအစဉ်လေးမှာဆရာကြီးစိုးလင်းပေါ့နော်နိုင်ငံရေးရာလေ့လာသုံးသပ်သူဆရာကြီးစိုးလင်းကလည်းတည်တည်ချာချာလေးတင်ပြထားရရှိတယ်။အဲ့ဒါလေးကိုစိတ်ဝင်စားဆိုလေ့လာလို့ရတယ်။နိုင်ငံကရေးရာဆိုတာကတော့သိထားတာမမှားပါဘူးရှင်။အားလုံးချိတ်ဆက်ပြီးစဉ်းစားလို့ရအောင်ပေါ့နော်။ဒီတော့အခုဖြစ်နေတဲ့အီရန်နဲ့အစ္စရေးစာဆိုတဲ့ဒီလိုပါပဲ။အစ္စရေးနိုင်ငံကသူကတကယ်တည်တည်လေးသူကလေသူကဂျူးစ်တင်နေတာပေါ့နော်။ဂျူးလူမျိုးတွေကတော်တော်အုံနောက်ကောင်းတဲ့လူမျိုးတွေမှာပါတယ်လို့တော့ကျွန်တော်တို့သမိုင်းမှတ်တမ်းနေအရာသူတို့ရဲ့နေထိုင်မှုပုံစံတွေကသိရတာပေါ့နော်။ဂျူးစ်တွေကညံကောင်းတဲ့ ။နောက်သူတို့ဟာဆိုသူတို့နိုင်ငံလေးကဒီ Islamic နိုင်ငံတွေကြားထဲမှာရှိနေတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်သူတို့နိုင်ငံသားတွေအားလုံးကတဏ္ဍာလေးလွယ်ပြီးတော့သူတို့အသင့်အနေထားနဲ့အမြဲတမ်းနေထိုင်နေတဲ့ပုံစံလေးရလေဒါကျွန်တော်တို့အမြဲတမ်းမြင်တွေ့နေကြပါတော့။အီရန်လည်းသူကတိုက်ခတ်လိုက်တဲ့အချိန်တွေတခုမှာအီရန်နိုင်ငံကနျူကလ িয়ার ပိုင်ဆိုင်သွားရင်သူ့အတွက်အနေရှိရဲဆိုတဲ့အကြောင်းပြကြတယ်ပေါ့နော်။ကမ္ဘာကြီးကအနေရှိရဲသူ့အတွက်အနေရှိရဲဆိုပြီးသွားတိုက်လိုက်တာ။ဒါပေမဲ့နှစ်ဖက်လုံးကြည့်လိုက်ပြန်တော့လေအစ္စရေးကလည်းသူ့ရဲ့အကြောင်းပြကြတဲ့သူသူ့နိုင်ငံရက်တီကြတဲ့သူသူ့နိုင်ငံရေရှည်တည်တံ့မှုအတွက်ကိုသူဒီကိစ္စကိုလုပ်ရတယ်။ အီရန်နိုင်ငံနဲ့ဒီအစ္စလာမစ်ပေါ့နော်အစ္စလာမစ်တာနိုင်ငံတွေပေါင်းပတ်သက်လာနိုင်တယ်အချိန်ကြာရင်လည်းသူတို့ကလည်းသူတို့ရဲ့ရက်တီချက်သူတို့ရဲ့ထောက်ခံချက်ပေါ့နော်သူတို့ရဲ့အတွေးခေါ် user like ပေါ့ရှင်မှန်တယ်ထင်လို့ရှင်သူတို့ကလည်းလုံမှာပဲဆိုတော့ကျွန်မကဘာမှာရှိခဲ့တဲ့စကားလေးတစ်ခုသတ်တရရမိရဲ့ရှင်အမှန်တရားတွေထိတ်တိုက်ရင်ဆိုင်ရတဲ့အခါမှာစစ်ပွဲတွေဖြစ်တယ်တဲ့တော်တော်ကြောက်ဖို့ကောင်းတဲ့စကားပဲရှင်သိလားဘာကြောင့်လဲဆိုတော့လူတွေကအမှန်တရားကိုမလွန်ဆန်နိုင်ကြဘူးရှင်လူတိုင်းဟာအမှန်တရားကိုလို့ရှိတယ်ဒီတော့မင်းလည်းမှန်တယ်ငါလည်းမှန်တယ်ဆိုပြီးထိတ်တိုက်တွေ့ရတဲ့အခါကျတော့ဘသူမှအရှုံးမပေးတော့ဘူးတောင်နေတောင် အရှောက်မပြီးတော့ရသလိုကိုတောင်တောင်တိုက်ခိုက်တဲ့အချိန်မှာစစ်ပွဲတွေဖြစ်လာတာရှင့်ကျမနိုင်ငံလည်းဒီလိုပဲဖြစ်နေလို့ကျမပြောပြရတာပေါ့နော်အားလုံးကတော့ငမ်းမှန်နဲ့ထင်ကြတာပဲဒါပေမဲ့နိုင်ငံအတွက်အကျိုးရှိရအမှန်တရားမှာလဲဆိုတော့ကျမတို့စဉ်းစားသုံးသပ်ရမှာပေါ့ရှင့်အဲ့ဒါတော့တစ်ပိုင်းပေါ့နော် ဒီတော့မြေတို့ပင်ဆိုစီကမှုစစ်ပွဲတွေဖြစ်သွားပြီးပြီဆိုတော့ဆုံရှုံမှုတွေအများကြီးဖြစ်တာပေါ့ရှင်။ Israel ရော Iran ရောနှစ်နိုင်ငံလုံးအခုဆိုရင်ပြည်သူတွေရောသူတို့ရဲ့အခြေခံအဆောက်အုံတွေပေါ့နော်အားလုံးနဲ့ဒုက္ခတရားနဲ့ငြိမ်းဆိုင်နေရတာပေါ့ရှင်။အဲ့လိုအခြေအနေရှိပါတယ်။ Iran ဘက်ကနေပြီးတော့ဘက်ခွဲမယ်ဆိုတော့ပေါ့နော် Iran ဘက်ကနေပြီးရက်တီလာက Russia တို့ဒီတရုတ်တို့တူရကီတို့မြောက်ကိုရီးယားတို့ Pakistan တို့ဆိုပြီးသိရတယ်ပေါ့နော်။အဲ့တော့ Israel ဘက်ကရက်တီလာအမေရိကန်နဲ့နောက်ထပ်နိုင်ငံတွေဆိုတော့သူတို့နှစ်နိုင်ငံကြားထဲကပြဿနာရက်ထဲမှာမြန်မာနိုင်ငံကဘာပိုင်းပတ်သက်လာနိုင်လားဆိုတော့ အနည်းငယ်ပေါင်းပတ်သက်နိုင်လေရှင့်အားလုံးကချိတ်ဆက်နေရဆိုတော့လေအဲ့အားလေးနဲ့ကျွန်မနည်းနည်းလေးတော့ဟိုလိလာတုံးတက်တာလေးပေါ့နော်အဲ့လိုတော့ဆွေးနွေးကြပါရှင့်မဆွေးနွေးခင်မှာကျွန်မပြောချင်တာ history ကထောင်လိုင်းရေးပေါ့နော်ထောင်လိုင်းရေးကတော်တော်ကိုတော်တယ်ဆိုပြီးတော့အခုချီချူးခံနေရတယ်ဘာကြောင့်လဲဆိုတော့စစ်ပွဲဖြစ်ဖြစ်ချင်းပထမဆုံးရက်မှာလဲပထမဆုံးရက်မှာပဲပေါ့နော်အီရန်ဘက်ကစစ်ပတ်ဆိုင်ရာနဲ့နျူကလ িয়ার ပညာရှင်တွေကိုထိတ်သီးတွေကိုလုံးကြံနိုင်လိုက်တယ်ရှင့်တော်တော်ကိုစစိုးဝါကိုသူတို့ဘက်ကထိခိုက်သွားတာပေါ့နော်အဲ့နဲ့အီရန်နေပြီးတော့ဒီဦးစီးချုပ်အစ်စ်တွေပါဆိုထပ်ခန့်လိုက်တယ်အဲ့ဒါလေ၃လရဲ့အတွင်းမှာထပ်ပြီးလုံးကြံခံရတယ် ထပ်ပြီးတော့ဟိုခြေမုံခံရတယ်ပေါ့နော်ဆိုတော့ Israel နိုင်ငံရဲ့ထောက်လိုင်းရဲ့တတော်ကိုသူတို့ရဲ့အတွင်းစည်းထီကိုဖောက်ပြီးတော့လုံနိုင်တဲ့သဘောတရားလေးပါရှင့်ကျမတို့မြန်မာနဲ့တွေ့မယ်ဆိုတော့ရှင်ဒါသစ္စာပေါက်လောက်လောက်တာပေါ့ရှင်ပြီးတော့တခုရှိရလေဖယဲသီးလို့ခေါ်ကြတယ်အဲ့လိုပေါ့နော်ဖယဲသီးရဲ့လုံဆောင်ချက်တွေကြောင့် Israel ကနေပြီးတော့သူတို့ရဲ့ထိပ်သီးကိုလုံနိုင်သွားတာပေါ့ရှင်ဒီတော့ကျမတို့နိုင်ငံကလည်းဒါသင်ငန်းစာရှူစရာပဲရှင့်နိုင်ငံကောင်းဆောင်အမြင့်ပိုင်းနေအနေနဲ့ကိုယ်နာမှာရှိတဲ့ပုံကိုယ်တိုင်းကိုတေချာလေးတတိနဲ့တော့ဆင်ကျင်ပြီးတော့နေရာချထားပေးတယ်လို့ထင်ပါတယ် အနည်းဆုံးသူကသာကိုယ့်ရဲ့နောက်ကျောင်းဓာတ်နဲ့ထိုးတာပါရှင်။အဝေးကလူကအများဆုံးဖလန့်ပစ်နိုင်လို့ရှင်ခဲနဲ့ထိုးတာပဲလုံနိုင်တာ။အဲ့ဒီခဲကကိုယ်ထုထိချင်မှထိမှာ။ဒါပေမဲ့အနည်းကပ်လူကဓာတ်နဲ့ထိုးလို့ရှင်တော့နောက်ကျောင်းမှာတန်ရာတွေရာသွားနိုင်ပါရဲ့ရှင်။အီရန်အလားခံလိုက်ရတာပေါ့နော်။အဲ့ဒါလေးကတော့သင်ငန်းစာယူစရာလေးပါပဲရှင်။ဒီတော့တကြကဘာစကြီးဖြစ်လာမအောင်ဆိုရင်လည်းဖြစ်လာခဲ့လို့ရှင်မြန်မာနိုင်ငံမှာလည်းပေါင်ပတ်သက်မှုတွေရှိလာနိုင်မယ်။ဘာကြောင့်လဲဆိုတော့စီးပွားရေးတွေအဓိကလောင်စာစီပြဿနာတွေကျမတို့ပစ္စည်းတွေတကြကဘာစဖြစ်နေပြီဆိုကျမတို့နိုင်ငံသားကိုတင်ပို့တဲ့ပစ္စည်းတွေတင်ပို့လို့မရတော့ ဟုတ်တယ်နော်အချိန်ကြာရင်နိုင်ငံခြားဝင်ငွေတွေကျော်နေလာမယ်ပြီးလို့ရှင်နိုင်ငံတကာမှာဆိုအချိန်ကြာလို့ရှင်ဒီအဖွဲ့အစည်းတွေပေါ့နော်အရက်ပတ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့အဖွဲ့အစည်းပါညာတွေက သူတို့လှုပ်ဆောင်ကြတဲ့ရက်တန်သွားလို့ရှင်ကျမတို့နိုင်ငံကိုလည်းကုညီဆောက်ရှောက်မှုတွေမပေးနိုင်တော့ဘူးကျမတို့ကငလင်တန်းလည်းခံနေရသေးရဆိုဘယ်သူမှလာကုညီတော့မှာမဟုတ်ဘူးရှင်သူတို့ကစစ်ဖြစ်နေကြတော့မှာလေဒါပြင်တော့ကျမတို့နိုင်ငံတကာဆက်ဆံရေးလည်းဆိုးဝါးလာမယ်ကျမတို့ပြည်တွင်းပြည်ပခလက်နက်ကန်တွေလည်းပို့ပြီးတော့ကြီးထွားလာနိုင်ပါတယ်ရှင်သူများနိုင်ငံမှာဖြစ်နေလို့အောင်ငါတို့ကတော့သူတို့ဂယုမဆိုင်နိုင်တော့ဘူးလို့တော့ထင်လို့မရအောင်တွေးလို့မရအောင်ပေါ့နော်ဘာကြောင့်လဲဆိုအမေရိကန်နဲ့တရုတ်ကအစားရရမတည့်တာလေကျမတို့တရုတ်ပြည်မှာရှိနေတာဒီစစ်ပွဲတွေကြားထဲမှာသူတို့နိုင်ငံတွေပေါ့ပတ်သက်လာလို့ရှင်ကျမတို့နိုင်ငံကိုသူတို့ကတရားထားမှာမဟုတ်ဘူးရှင်သူတို့ရဲ့မဟာဗျူဟာရထဲသွင်းတွက်ချက်ပြီးလို့ရှင်ကျမတို့နိုင်ငံမှာရှိနေတဲ့လက်နက်ကန်ကိစ္စတွေ လို့ပို့ပြီးတော့ဓာတ်စီလောင်းတော့မှာအဲ့ချိန်ကျရင်ကျမနိုင်ငံမှာလည်းဆုံးဖြတ်မှုတွေဖြစ်လာမှာပဲရှင်တက်တက်ကဘာစစ်ဖြစ်ခဲ့ရင်ဘယ်နိုင်ငံမှာနေရမှာမဟုတ်ဘူးမြန်မာနိုင်ငံလည်းနေရမှာမဟုတ်ဘူးရှင်အဲ့ဒါတော့သိကြပါတယ်ဒါလေးကိုဆိုရင်လည်းဗောနော်လက်ရှိမှာကိုတက်တက်ကဘာစစ်မဖြစ်သေးဘူးဆိုပေမဲ့ကျမနိုင်ငံမှာဓာတ်စီဈေးတွေကစပြီးတော့တက်ဆပြုတ်နေပြီရှင်ဒါဟာကျမနိုင်ငံအနေနဲ့ဒီအီရန်အစ္စရေးစစ်ပွဲကြတဲ့မှာခံစားရတဲ့ပမာဏဒုက္ခပါပဲဒီရင်တော့ရုရှားနဲ့ယူကရိန်းချတော့မှတ်မိသေးလားရှင်ရုရှားနဲ့ယူကရိန်းချပြီလဲဆိုတော့ကျမနိုင်ငံဓာတ်စီဈေးတွေခုန်တက်သွားတယ်ရုပ်တရက်ကြည့်လိုက်တော့မသက်ဆိုင်လို့ပဲဒါမှမသက်ဆိုင်နေရဲ့ရှင် ရေနံထုတ်တဲ့နိုင်ငံတွေစစ်ဖြစ်ပြီဆိုရေနံစီးရတက်ပြီနိုင်ငံတကာငွေကြေးဖောင်းပွားမှုတွေဖြစ်လာပြီငွေကြေးတန်ဖိုးတွေပြောင်းလဲလာပြီဆိုရင်ကျမတို့မြန်မာနိုင်ငံရဲ့ငွေကြေးတန်ဖိုးကအလိုနေနဲ့အောက်ကိုကျသွားပြန်ရောဆိုတော့မြန်မာငွေစည်းတန်ဖိုးမရှိတော့ဘူးကျမတို့တက်စီစီတွေတက်လာမယ်ကျမတို့နိုင်ငံထဲမှာကုန်စည်လုံးတွေတက်လာမယ်သွားလာတာခက်ခဲလာမယ်လက်စင်မီရဖို့တွေခက်ခဲလာမယ်ဆိုတော့ကျမတို့နိုင်ငံမှာလည်းစိုးကြိုးတွေရှိလာမှာရှင့်အဲ့ကြောင့်စစ်ပွဲဟာဘယ်နိုင်ငံအတွက်မှမကောင်းဆိုတာတော့အမှန်တရားတစ်ခုပဲရှင့်အားလုံးလက်ခံတဲ့အမှန်တရားပါပဲဒါပေမဲ့လည်းအားလုံးရဲ့အတ္တတွေကိုစီနဲ့ ငါတို့မှန်တယ်ဆိုရဲကိစ္စရဲ့ဒီမှာတတရကဘာစစ်ဖြစ်မလားမဖြစ်ဘူးလားဆိုတာကတော့ကျမတို့ဆက်လက်စောင့်ကြည့်ရမယ့်ကိစ္စသာဖြစ်ပါတယ်။ကျမရဲ့စိတ်ဆန္ဒအရဆိုတော့တတရကဘာစစ်ကိုမဖြစ်စေချင်ပါဘူးရှင်။စိုးဝါးရဲ့ပျက်စီးဆုံးရှုံးမှုတွေကမ္ဘာကြီးမှာဖြစ်လာမှာပါရှင်။မနေ့ကကျမ AI လေးတုံးတော့လေ AI ကိုကျမတော့မေးလိုက်တယ်ဒီလား။တတရကဘာစစ်ဖြစ်ခဲ့ရင်လို့လူတွေစစ်ဗနေရဲ့တိုက်ရမလဲပေါ့နော်။ကျမလည်းရှင်းပြီးသွားမေးတာ။ AI ကကျမကိုမပြောရသေးလား။ တဲ့တဲ့တော့ပါစဖြစ်လို့ရှင်တဲ့ကဘာမှာရှိတဲ့နိုင်ငံတွေရဲခုနှစ်ရက်ပဲစစ်တိုက်ရမှာပါတဲ့။အဲဝမ်းသာစရာပဲ။ဘာလို့လဲဆိုတော့ခုနှစ်ရက်ပဲစစ်တိုက်ရမယ်ဆိုတော့သဘောတရားကတော့အကောင်လုံးခုနှစ်ရက်တုန်းကပဲစီဆုံးရှုံးသွားမယ်ဆိုတော့သဘောကိုပြောချင်တာလားမသိဘူးရှင်။ဟောသိလားအဲ့လိုတော့ရှိရဲ့။ခုနှစ်ရက်နဲ့ကိစ္စပြတ်သွားမှလေတိတ်မပင်မှန်းတော့လေကောက်တော့ဝယ်ရှင်။အဲ့လိုတော့တွေ့ရတာပေါ့နော်ဘယ်တဲ့တိုင်းပဲ။ဘာကြောင့်လဲဆိုတော့တေဖို့ကံပါလာပြီဆိုရင်တေမှာပဲလေ။ တော်တော်ရှောင်းမုံးလို့မှမရတာဒီတော့9ရက်ပဲပင်မမှာဆိုတော့တော်သေးရပါဘောရှင်ပြပောင်း900လောက်ပင်မမှာလို့ပို့ဆိုရပါဘောရှင်ဟုတ်တယ်ဘာလို့ပဲအကောင့်ဘက်ကပဲတွေးကြတော့ရှင်မတက်နိုင်ဘူး AI ကလည်းသူပြောတာအားလုံးလည်းမှန်တာတော့မဟုတ်ပါဘူးဒါပေမဲ့သူမနေ့ကဖြေတာကိုကျွန်မရည်ကျက်လို့ပါဒီနေ့မှာတော့ဒီကဘာမှာဖြစ်တဲ့အရေးလေးနဲ့ကျွန်မမြန်မာနိုင်ငံတက်စီဈေးလေးနဲ့ဘယ်လိုဆက်ဆက်မှုရှိရဲဆိုတာလေးကိုကျွန်မဒီသတင်းလေးရနေပြီးတော့သုံးသပ်တင်ပြပေးတာဖြစ်ပါရဲ့ရှင်မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ပြည်ပြည်အမှုပညာရှင်73ဦးကိုနိုင်ငံတော်ကနေပြီးတော့နိုင်ငံသားဖြစ်ကနေရဲဆဲခဲ့ပြီးဖြစ်ပါရဲ့ရှင်ရဲဆဲအကြောင်းလေးကိုဒီနေ့မှာဆိုလဲသတင်းဌာနအစုံမှတင်နေကြတာကိုမြင်တွေ့ရပါရဲ့ရှင် မဖတ်သေးတဲ့မသိရသေးတဲ့မိဘပြည်များအတွက်ကိုကျွန်မခုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံသားဖြစ်ကနေပြီးတော့ရဆဲခံလူပညာရှင်တွေကတော့အဆိုတော်ဖြူကျော်တဲ့ဒရိုက်တာနာကြီးခေါ်ညာနာတင်ဦး။ဒရိုက်တာကိုပေါက်ခေါ်အောင်မင်းနိုင်အဆိုတော်လင်းလင်းခေါ်ထွေးလင်းကိုအဆိုတော်ချမ်းချမ်းခေါ်ချမ်းမြငိရုပ်ရှင်တရုတ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူအနုပညာရှင်မြန်နိုအေးအဆိုတော်အာဇာနီခေါ်ဇာနီမျိုးညွန့်အနုပညာရှင်ခါရာရုပ်ရှင်တရုတ်ဆောင်ဇင်ဝိုင်းခေါ်ထေးလွင်အဆိုတော်ဝင်းနိုင်ဆိုဒရိုက်တာပြည်ဟိန်တီဟာတရုတ်ဆောင်အောင်မြင့်မြတ်တို့သာဖြစ်ပါရှင့် ဒီပုံကိုတွေကိုနိုင်ငံတော်ကနေပြီးတော့နိုင်ငံသားဖြစ်ကနေရက်ဆဲခဲ့ပါတယ်။ဒါကြောင့်ဒီပုံကိုတွေကဆိုရင်နိုင်ငံမဲ့တွေဖြစ်သွားခဲ့ပါပြီရှင့်။နိုင်ငံမဲ့ဆိုတာအိုးမဲ့အိမ်မဲ့သူထက်တောင်မှအခြေအနေဆိုးပါတယ်။ဘာကြောင့်အခြေအနေဆိုးရလဲဆိုတာလေးကိုကျွန်မဆက်လက်ပြီးတော့ပြောပြပေးပါမယ်ရှင်။ကျွန်မအနေနဲ့မတင်ဆက်ခင်လေးမှာပြောချင်တာလေးပေါ့နော်။မိဘတည်သူတွေရဲ့ရင်ထဲကခံစားချက်ကိုနိုင်ငံတော်မသိလို့ကျွန်မပြောချင်တာလေးရှိပါတယ်။လူပညာရှင်တွေက2021မှာဆိုရင်ဆိုးဝါးစွာနိုင်ငံတော်ပြည့်စည်စေမယ့်ကိစ္စတွေစုပေါင်းလုံဆောင်ခဲ့ကြတယ်။ ဒါကြောင့်စီရင်လုပ်တဲ့သူမျိုးသမီးတွေအချို့ဟာဆိုရင်အခုထင်မှလိမ့်လုံသားတွေဖြစ်နေဘဝတွေပြတ်နေဒုက္ခတွေရောက်နေဒါအပြင်နိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ကိစ္စတွေကိုကြည့်လိုက်ပါဦးရှင်စိတ်ချမ်းသာစရာတကွမှမရှိဘူးဒါတွေအားလုံးရဲ့မြေဖြားခံရဟာအမှုပညာရှင်တွေကြောက်ပဲရှင်ဒါနဲ့နိုင်ငံတော်ကအရေးယူတဲ့အခါကျတော့လက်သုံးချောင်းထောင်ထားခြင်းအတူတူပါမန်ပြည်သူတွေကြတော့ထောင်ထဲကိုတန်းကနေသွားရပြီးတော့အမှုပညာရှင်တွေကလက်မှတ်တွေထိုးပြီးပြန်ထွက်လာတယ်ဆိုတာကပြည်သူရဲ့နှလုံးသားတွေကိုအဲ့ဒါဒါနဲ့ထိုးလိုက်တာပဲရှင် ဒါအပြင်ကို2021ကိစ္စရဲ့ကြီးမှာနုပညာရှင်တွေ social media ထက်ကနေပြည်သူတွေကိုဘလောက်ထိတောင်စော်ကားမိုက်ရိုင်းဆဲဆိုခဲ့ကြလဲဆိုတာလူချင်းမင်းတို့သိလိုက်ပါသလားရှင်ပြည်သူတွေကိုတိုက်ရမယ်ဆိုတာအထိပြောခဲ့တဲ့ထုတ်ပြောခဲ့တဲ့နုပညာရှင်တောင်ရှိတယ်။အဲ့လောက်ထိကိုစိတ်သက်တည်အောက်တန်းကြအကြောင်းကိုသူတို့ရဲ့အစ္စတတွေကိုမိဘပြည်သူတွေကမြင်ပြီးသွားပြီရှင်။သူတို့ရဲ့ရုပ်တံတွေဘလောက်ထိပဲလှပစွာဟုံးလွှမ်းထားပါစေသူတို့အတွင်းစိတ်ကြီးရအရင်အကြီးတန်အယုံဆိုးတယ်ဆိုတော့မိဘပြည်သူတွေသိပြီးသွားပြီရှင်။ဒါအပြင်မိဘပြည်သူတွေနှလုံးသားထဲမှာထိုးဆိုင်ခံနာရတဲ့ မြားရဲ့လားရာဟာအမှုပညာရှင်တွေစီကနေလာတာလည်းရှိရဲ့ရှင့်မြားပေါင်းတော့အမြောင်များစွာစိုက်နေအဲ့ဒီအဲ့ဒီတချောင်းကအမှုပညာရှင်ပြက်လိုက်ပြီမြားသူတို့ရဲ့နှလုံးသားအောင်နာကျင်ရအောင်ခံစားရအောင်လှုပ်လိုက်တဲ့မြားပိုင်ရှင်တွေကိုနိုင်ငံတော်ကနေပြီးတော့အခုချိန်မှာရုပ်ရှင်မျိုးတော်တို့မြေွက်ကြီးကြီးချပေးတာတို့ဘဲပွဲတက်တက်ခန်းခန်းနာနာကြိုးစုံကုန်ပြုတ်နေတာတို့အရန်ကိုချစ်ခင်ရင်းနှီးစွာနေထိုင်ပြနေတာတို့ဆိုတဲ့ပုံရိပ်တွေဟာ မိဘပြည်သူတွေရဲ့ရှင်ထဲကနှလုံးသားထဲကဒဏ်ရာကိုထပ်ပြီးတော့ထိုးစွားလိုက်တာနဲ့တူတယ်ဆိုတာလူချင်းမင်းတို့သတိထားမိပါရဲ့လားရှင့်လူချင်းမင်းတို့နိုင်ငံတော်မှာတာဝန်ရှိရတဲ့လူပြည်ရှင်ရှင်နဲ့သွားပြီးတွေ့ဆုံဆွေးနွေးလူပြည်ရှင်ရှင်ရဲ့လိုအပ်ချက်တွေဖြည့်ပေးတိုင်းမှာအဲ့ဒီသတင်းတွေတင်တိုင်းမှာအဲ့ဒီသတင်းတင်တဲ့သူတွေအောက်ကခွန်မှန်လေးတွေကိုဖတ်ကြည့်မိရဲ့လားရှင့်ပြည်သူတွေဘလောက်ထိတော်မှာစိတ်မနှံခဲမရနဲ့ဒေါသတွေထွက်နေရလဲဆိုတာတစ်ချက်လောက်စောင့်နေပြီးတော့ကြည့်ရှုလေ့လာကြပါအောင်ရှင့်လူပြည်ရှင်ရှင်ကြောင့်ပြည်သူတွေကဘဝပြတ်သွားခဲ့တာသူတို့ကဘဝပြတ်အောင်လုပ်တဲ့သူတွေကို သူတို့အောင်ကိုရတဲ့နိုင်ငံတော်ကချင်းချင်းပြောက်စားနေရဆိုတော့မြင်ရတာကမြန်မာနိုင်ငံသားမိဘပြည်သူတွေရှင်ထဲမှာကောင်းမှမလားရှင်ဒါကိုနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေမစင်းစားမိလောက်လို့ကျွန်မပြောပြတာပါလူကျွေးမင်းတို့ကတော့နိုင်ငံတော်ကောင်းစေချင်လို့လုပ်တာကျွန်မသိပါရှင်ကျွန်မတို့သိပါတယ်နိုင်ငံတော်အတွက်ကိုကောင်းရကောင်းကျိုးပဲလုပ်ကြတာပဲဒါပေမဲ့အခြေခံပြည်သူတွေနဲ့မိဘပြည်သူတွေရဲ့ရင်ထဲကနှလုံးသားထဲကထန်ရအောင်မေ့ထားလို့မရအောင်ရှင်သူတို့ကိုစိတ်ဒုက္ခရောက်အောင်ဘဝပြောင်းလုပ်ခဲ့တဲ့သူတွေလူကြီးမင်းတို့က ချီးမြှင့်မြှောက်စားလေးအဲ့ဒီအမုံတရားလူချင်းမင်းတို့စီကိုရောက်လာလေးပဲရှင့်အဲ့လိုရောက်လာရင်လူချင်းမင်းတို့လုပ်ငန်းဆောင်တာတွေအားလုံးကိုသူတို့ကလိုက်ပါလို့ကြလည်းမရှိဘူးစိတ်ဝင်စားခြင်းလည်းမရှိတော့လူချင်းမင်းတို့ဘာလို့လို့မကောင်းမြင်နေတော့မှာအဲ့ဒါဟာအဲ့လိုမျိုးမြင်ကွင်းနေကြပါရှင့်ပြီးတော့ခေတ်ကာလအပြောင်းလဲသွားပါပြီနော်နုပညာရှင်တွေကိုပြည်သူတွေကမုံပြီးတော့ယွန်နေတဲ့အတွက်သူတို့တွေကလူချင်းမင်းတို့နိုင်ငံတော်အတွက်ကိုစီယုံရေးလုပ်ပေးမယ်ဆိုလဲဘယ်ပြည်သူမှလက်ခံတော့မှာမဟုတ်ဘူးရှင်။လူပညာရှင်တွေကိုဘယ်ပြည်သူမှမယုံတော့ဘူး။သူတို့ဩဇာအာဏာနိုင်ငံရေးမှာမရှိတော့ဘူးရှင်။ တို့ဩဇာအာဏာကို2021နိုင်ငံရေးကိစ္စမှာတို့အကုန်လုံးတုံးလိုက်ပြီးပြီတို့မှာဩဇာအာဏာတုံညဖြစ်သွားပြီရှင်အဲ့လိုတုံညဖြစ်တဲ့သူတွေကိုဘယ်လိုမျှော်လင့်ချက်နဲ့နိုင်ငံတော်တိဆောက်ရေးနိုင်ငံတော်စီးရုံးရေးကိုတုံးမှာလဲရှင်ဒါကတတိထာဆင်ကျင်တဲ့အတွက်ကျွန်မလည်းထောက်ပြတာပါရှင်ကျွန်မခုပြပြရလေးကတော့ကျွန်မမိဘပြည်သူတွေကျွန်မတို့ရှင်ဖွင့်တဲ့ data တွေကနေပြီးတော့ပဲကျွန်မပြန်လဲထုတ်လုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါရှင်မိဘပြည်သူတွေရှင်ထဲမှာခန်းစားနေရတာတွေကိုလူချင်းမင်းတို့လည်းသိစေချင်တဲ့အတွက်ကျွန်မပြောပြရပါရှင် ကျွန်မအနေနဲ့ဆက်လက်ပြီးတင်ဆက်ဆရာရှင်တင်ဆက်ပေးပါမယ်။အောက်နိုင်ငံမှာဆိုရင်ဒါနိုင်ငံသားဖြစ်ကနေရက်စဲခံရတဲ့သူတွေများရှယ်ပေါ့နော်။ဒီလူတွေကဆိုရင်အရင်တော့တော့မသိတာဆိုမဲ့အခုချိန်မှာပြဿနာရှိလာနိုင်ပြီရှင်။အဲ့ဒီပြဿနာလေးကျွန်မအနေနဲ့ပြောပြမယ်။အဲ့ဒါကဘာလဲဆိုတော့သူတို့လက်ရှိရောက်ရှိနေတဲ့အမေရိကန်နိုင်ငံအစိုးရဆိုရင်သူတို့ဟာအဲ့ဒီနိုင်ငံကနေပြည်နေတန်ခံရနိုင်ချေမြင့်ပါတယ်။နိုင်ငံသားမြန်မာနိုင်ငံကနေသူတို့ပေါ့နော်နိုင်ငံသားဖြစ်ရက်စဲလိုက်ပြီဆိုရင်ဘာကြောင့်လဲဆိုတော့အမေရိကန်နိုင်ငံမှာလည်းလက်ရှိမှာရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ပြီးတော့ဥပဒေအရတင်းကျပ်စွာလုံဆောင်နေရတဲ့အတွက်သူတို့ဟာဆိုရင် မြန်မာနိုင်ငံနဲ့နိုင်ငံသားဖြစ်ရက်စဲလိုက်မယ်ဆိုရင်ဒုက္ခတွေအဆင့်တန်းနဲ့ပြက်ပြားသွားနိုင်ပြီးတော့ပြည်နေတန်ခံရနိုင်ပါရဲ့ရှင့်နောက်ထပ်ပြဿနာတစ်ခုကတော့ဒီပြည်ပြည်နှုပညာရှင်တွေဟာဆိုရင်မြန်မာနိုင်ငံသားဖြစ်ကနေရက်စဲခံရမယ်ဆိုရင်နိုင်ငံကူးလက်မှတ်ဆိုတာမရှိတော့ဘူးဗောနမြန်မာနိုင်ငံသားမဟုတ်တော့တဲ့အတွက်မြန်မာနိုင်ငံသားတွေရရှိပိုင်ဆိုင်ထားတဲ့နိုင်ငံကူးလက်မှတ်တွေသူတို့သုံးဆွဲလို့မရတော့ဘူးအဲ့ချိန်ကျလို့ရှင့်သူတို့အနေနဲ့ဘယ်ကိုသွားဖို့ဘယ်ကိုလာဖို့ခက်ခဲလာမှာဖြစ်တယ်လို့မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုရင်လည်းနိုင်ငံကူးလက်မှတ်မရှိတဲ့အတွက်ဝင်ဖို့အတွက်ကိုခက်ခဲသွားမှာဖြစ်ပါရဲ့ရှင့်။နောက်ထပ်တစ်ခုကတော့အမေရိကန်နိုင်ငံနဲ့မြန်မာနိုင်ငံကိုပြန်ပို့ခံရနိုင်ခြင်းအမြဲတမ်းမြင့်မားပါရဲ့ရှင့်။ဒါလည်းသူတို့ဆက်လက်ရင်ဆိုင်ရနိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။ဘင်းတုံးတက်ရမယ်ဆိုတော့ရှင်မြန်မာနိုင်ငံအဲ့လိုမျိုးနိုင်ငံသားဖြစ်ရက်ဆဲလိုက်တဲ့ကိစ္စကသူတို့စီကိုစိုးကျိုးတွေအများကြီးဖြစ်သွားမှာရှင့်။သူတို့နေထိုင်ခွင့်တွေအလုပ်လုပ်ကိုင်ခွင့်တွေပညာသင်ခွင့်တွေပေါ့နော်အားလုံးဆုံးရှုံးမှုတွေဖြစ်သွားနိုင်ပါတယ်။သူများနိုင်ငံမှာသူများမျက်နှာကြည့်ပြီးနေရတော့မယ့်ဘဝဖြစ်သွားမှာပေါ့နော်။အဲ့လိုတော့ရှိပါရှင့်။သူတို့ရဲ့ဘဝကအဆိုးဆုံးချိန်တွေထိကြောက်သွားမှာဖြစ်ပါတယ်။ ဒီခြေအနေကနေပြီးတော့တို့ဘယ်လိုရုန်းကန်ထွက်မလဲဆိုတော့ဒါတို့ရဲ့ညံညံသွေးနဲ့တို့လုံးဆောင်ကြတယ်ပဲသက်ဆိုင်ပါတယ်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်တချို့အရာတွေကကံစမာရဟတ်ကတပတ်လဲပါတယ်ရဟတ်ကိုမျက်စိရဲ့မြင်အောင်ကြည့်ဒီလိုလဲနေတာနော်လူတိုင်းဟာရဟတ်ပေါ်မှာရှိနေတဲ့သူတွေလိုပဲကံစမာကတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်ကံကြမ္မာတက်တဲ့အချိန်မှာကောင်းတာလေးလုံမှာကြတဲ့အချိန်မှာလည်းနည်းနည်းအဆင်ပြေချောမွေမှာရှင့်ပြီးတော့ပြည်ပြင်းမှုပညာရှင်တွေနေနေကန်စာတာတက်တဲ့အချိန်ကုံသွားခဲ့ပြီးကန်စာတာပြန်ကျလာတဲ့အချိန်မှာ ကိုကန်စာတာတက်တဲ့ချိန်ပိုင်းလှုပ်ထားလဲဆိုတော့ကိုအောင်စမ်းသာပေါ့ရှင်နိုင်ငံတစ်ခုလုံးစာပြည်စည်းရပြည်စည်းကြောင်းလောက်ခဲ့တဲ့သူတွေကတန်ကောင်းစရာအကြောင်းတော့တစ်စမ်းမှမရှိဘူးရှင်အဲ့ဒါတော့ကျွန်မအာမခံတယ်ဒါလေးတော့ကျွန်မဒင်းသုံးသက်ချက်လေးအနေနဲ့တင်ဆက်လိုက်ပြရစီတော့ရှင်မိဘပြည်များကိုနောက်ဆုံးပဲအိမ်နဲ့လွယ်ဆိုသလိုကျွန်မတင်ဆက်ပေးရမယ့်သတင်းလေးကတော့ဒေါအောင်ဆန်းစုကြည်ရဲ့ထောင်ထဲမှာနေထိုင်နေရတဲ့ဘဝအခြေအနေလေးကိုကျွန်မတင်ဆက်ပေးချင်ပါတယ်။ကျွန်မတင်ဆက်ပေးနိုင်ရတဲ့အကြောင်းရင်းဖြစ်လာတာကတော့ဒေါအောင်ဆန်းစုကြည်ပေါ့နော်တရားရင်ဆိုင်နေရတဲ့အချိန်မှာ CCTV မှတ်တမ်းက The Guardian ဆိုတဲ့သတင်းစာစီကိုပေါက်ကြားသွားခဲ့ပါရှင့်။ ကျမမနေ့ကတော့မှ BBC Barbies နဲ့ပတ်သက်ပြီးတော့သတင်းတင်လိုက်ပါသေးရဲ့ပေါ့နော်မြန်မာနိုင်ငံမှာဒီလိုမျိုးပြည်ပမီဒီယာတွေမှာလှုပ်လှုပ်ကြိုင်နေတဲ့သူတွေခြေရှုပ်ပြီးသွားလာနေတဲ့ကိစ္စတွေကနိုင်ငံတော်ရဲ့လှုပ်ရွက်ချက်တွေပေါက်ကြားနိုင်တယ်နော်ဆိုပြီးတော့ကျွန်မမနေ့ကသတင်းသုံးသက်ချက်လေးတင်လိုက်ပါသေးရဲ့ရှင်မနေ့ကမှတင်လိုက်သေးရဲ့ပူပူနွဲ့နွဲ့လေးဒီနေ့မနေ့ပါပါလို့ကိစ္စတွေဖြစ်လာခဲ့ပြီပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပေါက်ကြားခြင်းကတပ္ပမဆုံးချိန်တော့မဟုတ်ဘူးရှင်ခစ်တဲ့တို့ BBC တို့ RFA တို့မှာကျွန်မတို့နိုင်ငံရဲ့ စာရွက်စာတမ်းတွေရောပေါ့နော်ကျွန်မနိုင်ငံလှုပ်ဝက်ချက်တွေရောအားလုံးကတို့စီကိုရောက်ရှိနေပြီးသားပဲရှင်ကျွန်မနိုင်ငံကလေလှုပ်ဝက်ချက်လုံးဝမရှိတဲ့နိုင်ငံဖြစ်နေပြီရှင်သိလားအဲ့လိုကိစ္စဖြစ်တာနဲ့တခုတော့ဆန်းစုတီရဲ့တရားခွင်တွေကရုပ်သံဖိုင်တက်လာခဲ့ပါတယ်ကျွန်မပြသထားပါမယ်နော် The Guardian မှာပွင့်ထွက်လာတဲ့ရုပ်သံပြီးတော့ခေတ္တတို့မြေစီမာတို့ BBC တို့အောက်အကောင်လုံးပေါ့ရှင်တင်နေကြပြီရုပ်သံတကဘာလုံးမြင်နေပြီဖြစ်တယ်ကျွန်မပြောပြပြတာဖြစ်ပါတယ်ရှင်အဲ့ဒီရုပ်သံနဲ့အတူ The Guardian ကနေပြီးတော့သတင်းဆောင်မတစ်ခုကိုလည်းရေးသားလာခဲ့ပါတယ် ကျမအနေနဲ့အခုဒီသတင်းသုံးသပ်ချက်လေးမှာခေါင်းစဉ်နှစ်ခုတော့ပြောရပါမယ်။ခေါင်းစဉ်တစ်ခုကကြတော့ကျမတို့နိုင်ငံရဲ့လှုပ်ဝှက်ချက်တွေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုး CCTV တွေပေါက်ကြားလာတဲ့ပတ်သက်ပြီးတော့ဆွေးနွေးရမယ့်အကြောင်းပြချက်။နောက်တစ်ခုကကြတော့ anti suit ကိုချစ်တဲ့သူတွေ anti suit ထောင်တော့မှဘလို့နေလဲဆိုတာသိကျင်တဲ့သူတွေအတွက်သုံးသပ်ချက်နှစ်ခုထောက်ရမှာပေါ့နော်။ CCTV မှန်တမ်းပေါက်ကြားခြင်းကိုပြောရမယ်ဆိုတော့ဒီတော့ပေါက်ကြားခြင်းမှာသစ္စာပေါက်လောက်ကြောက်ဆိုရင်ဒီသစ္စာပေါက်လောက်ကဒီမှတ်တမ်းဖိုင်အောင်ဒီ The Guardian စီကိုဘလို့ပို့လိုက်တာလဲ။ The Guardian ကိုဒါရိုက်ဆက်သွယ်ပြီးပို့မယ်လို့ထင်လား။ဂျားလူပဲပို့မယ်လို့ထင်လားရှင်။ ကျွန်မအားကြောင့်ပြောတာလူတွေကခါကြလို့ရှင်နိုင်ငံတော်ပေါ်သစ္စာရှိတွေလှုပ်လှုပ်တဲ့သူတွေကိုပဲမျက်စိသွားမွေစူးနေတတ်တာတကယ်သစ္စာပေါက်တောက်တွေကြောင့်မေ့နေကြတယ်မြန်မာနိုင်ငံမှာခြေရှုပ်ပြီးကောင်းကောင်းအလုပ်လုပ်နေတဲ့မီဒီယာသမားတွေကပြည်ပမီဒီယာတွေမှာအလုပ်လုပ်နေသူတွေရှင်ပြည်ပမီဒီယာတွေလက်ဝေကန်လုပ်နေတဲ့သူတွေဒီလူတွေကိုအထူးသတိထားပြီးစောင့်ကြည့်တယ်မှာရှင်နောက်ထပ်တစ်ခုကကြတော့ CCTV မှတ်တမ်းဟူသည့်အင်တာနက်ချိန်ထားလို့မရပါဘူးရှင်အင်တာနက်ချိန်ထားလို့ရှင်ဟပ်ပြီးတော့ယူလို့ရပါတယ်ဒါကိုအဲ့ဒီ CCTV ပတ်တမ်းကင်တဲ့လူကမသိရလား သိရနဲ့လောက်တာလားဆိုတော့လူချင်းမင်းတို့စစ်ဆေးရမယ့်ကိစ္စသာဖြစ်ပါတယ်ဒီလိုရုပ်တံဖာမျိုးပေါက်ကြားလာခြင်းဟာတစ်ဖက်ကနိုင်ငံရေးရဲ့အမျက်ထုတ်ပြီးတော့လုံချင်ရလို့သွားနိုင်မှာရှင့်ဒါပေမဲ့ကံကောင်းတာလေးတစ်ခုကတော့မှတ်တမ်းဖိုင်ထဲမှာပါတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ပုံရိပ်ဟာဆိုရင်တိတ်ခါရှိသွားနေပဲသူကသူအမှုရင်ဆိုင်နေရတဲ့ပုံစံလေးသူမဟုတ်တာလည်းဘာမှလုပ်မထားဘူးသူ့ရဲ့တိတ်ခါတိကျအောင်လည်းဘာမှလုပ်မထားအောင်ရှင့်ဒါလေးကတော့ကျွန်မတို့နိုင်ငံကအစကတည်းကသူ့ပုံမှာကောင်းကောင်းမွန်ဆက်ဆံတဲ့အတွက်ရုပ်တဖိုင်ပေါက်ကြားလာတာတော့မှဘာမှသိပြီးပြစ်ရှာလို့မရတဲ့အခြေအနေကိုဖြစ်သွားတာပေါ့နော်ဒါလေးကတော့ကံကောင်းတယ်ပြောအောင်ပါပေါ့ရှင် တို့ The Guardian မှာရေးထားတဲ့စောင်းမလေးရဲ့မှာလည်းတောင်ဆန်းစုကြည်ရဲ့နေထိုင်မှုလေးတွေကိုကျမတို့သိရပါတယ်ရှင်အထားလေးရောကျမအန်တီဆုချစ်သူများတို့ပြပြကြမှာလေဒီ Guardian စောင်းမရဲ့မှာရေးထားတဲ့သူပါဆိုရင်တော့ကိုတင်ထပ်ပိုင်ဆိုတဲ့သူဖြစ်ပါရဲ့ရှင်ဒီသူ့ရဲ့ဒီသတင်းစာမှာဟိုစောင်းမရေးတဲ့သူပေါ်ပြထားတာဖြစ်ပါရဲ့ရှင်ဒီသတင်းစာထဲမှာဆိုရင်ဒေါအောင်ဆန်းစုကြည်ရဲ့ပေါ့နော်သူထောင်ထဲမှာနေထိုင်ရတဲ့နေစဉ်ဘဝလေးကိုရေးသားထားတာလေးပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြပါမယ်ရှင့်ဒေါအောင်ဆန်းစုကြည်ကဆိုရင်မနက်၄:၃၀မှာအိပ်ရာထားတယ်ညဘက်ဆိုရင်သူက၈:၀၀ခွဲဆိုရင်အိပ်ရာဝင်တယ်လို့သိရပါတယ်ရှင့် ပြီးတော့မနက်တိုင်းတနင်္လာကျော်သူကတရားထိုင်တယ်ညနေတိုင်း၄ချိန်ခန့်အဖြစ်အခန်းထဲမှာပတိလေးစိတ်ပြီးတော့လမ်းလျှောက်လေးရှိတယ်လို့သိရပါတယ်ဒီတော့ဒေါအန်ဆန်းစုကြည်ရဲ့နေစဉ်ဘဝဟာဆိုရင်အေးအေးချမ်းချမ်းနဲ့တော့တော်တော်အဆင်ပြေပြေဖြတ်သန်းနေတဲ့ပုံမှန်ရှင်ထောင်ထဲမှာလေဘောနောမနက်ဆိုအေးရထားတယ်မနက်စာလေးစားတယ်ညနေဆိုပတိလေးစိတ်ပြီးလမ်းလေးလျှောက်လို့ဆိုတော့တော်တော်တသားရဖြတ်သန်းနေတာပဲရှင်အဲ့ဒါကိုတချို့တွေကဒေါအန်ဆန်းစုကြည်ကိုထောင်ထဲမှာနှိမ့်ဆက်ခံနေရတယ်ဒုက္ခရောက်နေရဆိုပြီးတော့တွေးပြီးတော့ဘောနောအဲ့လိုစိတ်ပူနေတဲ့သူတွေရှိရဲ့ရှင်ကိုကြည့်ရောတော့ထမင်းချမ်းနဲ့ဟိုငပိတော့မနက်မမှန်ဘူး ။ဒီဟာကိုကြည့်ရောတနေ့လုံးလှုပ်လို့မှအဲ့လိုမျိုးပေါ့နော်။ဘဝဒုက္ခတွေများပြီးတော့ PTSD တွေရဲ့ဒုက္ခပေးမှုခံရတဲ့နေရာမှာနေနေရတဲ့သူတွေကအန်တီတောင်ဆန်းစုကြည်ကိုကျမပါသိချမ်းသာပါစေလို့ပေါ့နော်။အန်တီတောင်စုလွတ်ပါစေလို့စသဖြင့်ပေါ့နော်။အန်တီရဲ့ထောင်ထဲကဘဝကတော့မှ PDF ဒီကြားထဲမှာနေရတဲ့ပြည်သူတွေဘဝထက်အများကြီးတာသေးရဲ့အစာပေါင်းမြောက်များစွာတာလွန်နေသေးရဲ့ရှင်သူ့မှာတရားလဲအထုတ်ချိန်ရတယ်သူအေးစစ်စစ်တသားရနေနေရဆိုတာကိုအပြင်းအထန်တွေကသူ့တနာနေတာနည်းနည်းပြောင်းပြန်ဖြစ်နေတနာလို့တကယ်ဆိုသူကအပြင်းအထန်တွေတနာမှာသူ့ကြောင့်ဒုက္ခရောက်နေတဲ့သူမြန်မာနိုင်ငံမှာတန်းနေရှိရှိရဲ့ ဖွင့်ဖြစ်နေကြတဲ့အတန်းနဲ့ရှိရှိရဲ့ဒါအပြင်ဒုက္ခတရားမောင်းမြောင်များစွာရင်ဆိုင်နေရတဲ့နိုင်ငံဝန်ထမ်းတွေလည်းရှိပြန်တယ်။အရာအလုံးသူ့ဟာနေပဲရေတောက်မြက်ကနေဖြစ်လာတာလေ။သူ့ဆိုတဲ့တပိန်ကြီးကနေပဲဖြစ်လာတာလေ။အဲ့တော့သူကတော့မှပြည်သူတွေကိုတနာရမှာပြည်သူတွေကသူ့တနာရမှာမဟုတ်ဘူး။အဲ့ဒါတွေကကျွန်မပြောင်းပြန်လေးဖြစ်နေလို့တဲ့ပေးတာပြန်ပြီးအတက်အတက်တွေးပေးတာပေါ့နော်။အဲ့လိုတွေနည်းနည်းဆင်ញင်ကြည့်ကြပါရှင့်။ပြောတော့နောက်ထပ်ရေးထားတာကတော့ဆန်းစုကြည်ရဲ့စားတော့နေထိုင်မှုပုံစံကိုလည်းဖော်ပြထားတဲ့သတင်းဆောင်ပါးထဲမှာကျွန်မဖတ်ပြမယ်တရားတိတိကျကျနားထောင်ကြည့်နော်။နောက်ဆန်းစုကြည်ရတဲ့အစားတော့နေတယ်တဲ့ မနက်စာအတွက်ကိုသူကကြက်ဥကြောနေ့လယ်စာထမင်းနေနေနဲ့အသားငါးတွေစားတယ်ညစာအတွက်ကိုသူကပါမုတ်စားတယ်တဲ့ပြီးတော့ဒေါက်ဆန်းစုကြည်ရဲ့ဒီပေါင်ကြားလာတဲ့မှတ်တမ်းတစ်ခုမှာဆိုရင်နေ့လယ်စာအဖြစ်ထမင်းနှစ်စုံကြက်သားငါးသားလုံးဟင်းချုံချောကလက်နှစ်ခုငကမောင်သိအနည်းငယ်စားသုံးတယ်ဆိုပြီးတော့ရှင်းထားတယ်ရှင့်မိဘပြည်သူတို့နေ့စဉ်နေတိုင်းထမင်းစားတဲ့အခါမှာကြက်သားရဲ့ငါးသားလုံးဟင်းချုံရဲ့တောက်နိုင်လားရှင့်စားနိုင်လားချောကလက်လေးရောစားနိုင်လားငကမောင်သိလေးရောစားနိုင်လားရှင့် ဒေါ်ဆန်းစုကြည်ရဲ့ဘဝခြေအနေကိုတခြားတော့လှမ်းကြည့်လိုက်ပါဦးရှင်အထက်မှာတတအရာပဲရှင်ထောင်ကျနေရဲဆိုတော့ခေါင်းစဉ်ပဲရှိရသူ့ရဲ့ဘဝမှာအဟာရပြည့်ဝစွာစားတောက်ပြီးတော့အေးအေးချမ်းချမ်းနေနေရတာရှင်အဲ့ဒါကိုတချို့တွေကတနာနေကြရဲဆိုတော့ဘာကြောင့်လဲစဉ်းစားကြည့်ပါဦးအချို့ရှိရဲ့ဇက်နာတာပေါ့နော်ငါတို့အမေစုကိုဖမ်းထားတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ထောင်ထဲကအမေစုအခြေအနေကထောင်ပြမှာရှိနေရှင်တို့ထထောင်မှာအစာပေါင်းပြောင်များစွာတာလွန်နေသေးရဲ့ဟိုမှာအေးအေးစစ်စစ်သူများသူ့ချက်ပြုတ်ချွေးမွေးကျမ်းမာရေးဆောက်ရှောက်မှုလည်းပေးထားသေးရဲ့အပြင်ကလူတွေဘဝထမင်းနဲ့မှန်ရလားရှင် ဘသူ့ကိုတနာရမှာလဲစဉ်းစားကြည့်ပါဦးဘသူ့ကိုတနာတဲ့လဲရှင့်အဲ့ဒါလေကျမနိုင်ငံပြောင်းပြန်ဖြစ်နေတော့အဲ့လိုလားရှိရရှင့်နော်အော်ကျမလားဆက်လို့ဖတ်ပြပါမယ်ရှင်2022ဇွန်လမှာဆိုရင်လည်းဒေါန်ဆန်းစုကြည်ရဲ့အဖွဲ့ရပါတော့ဒေါန်ဆန်းစုကြည်ကိုမွေးနေ့ကိတ်မှာပြီးခဲ့တယ်တဲ့ရှင်မွေးနေ့ကိတ်ရဆိုရင်သူ့ရဲ့ဓပ်ပုံနဲ့လှုပ်ထားတဲ့မွေးနေ့ကိတ်လေးဖြစ်တယ်တဲ့အဲ့ဒီမွေးနေ့ပွဲလေးကိုသူကကျင်းပလိုက်ပြီးတော့တရားရုံးကြားနာမှုအပြီးမှာပေါ့နော်သူကမွေးနေ့ကိတ်လေးပဲခွဲလိုက်သေးရဲ့ခွဲပြီးရခါမှာတဲ့ဒီဝန်တန်းအနေနဲ့အဆောင်တွေကိုလည်းမျှဝေပြီးတော့ကိတ်ပုံလေးကျွေးခဲ့တယ်တဲ့ရှင် အမေစုကိုရမ်းစိတ်ပူနေတဲ့သူစိတ်အေးလိုက်ပါတော့ရှင်ရှင်တို့ရဲ့အမေစုကထောင်ထဲမှာအေးစိစားတော့နေထိုင်တရားထိုင်ပါညာလုပ်နေပြီးတဲ့အခါမှာမွေးနေပေါ်တော့ကျင်းပလိုက်သေးရဲ့ရှင်ရှင်တို့ကမွေးနေပေါ်ကျင်းပနိုင်လို့လားနှစ်ဆင်တဲ့အတိုင်းဟွန်းကျမတို့ပဲတွက်ချက်ပေးရတော့မယ်เนาะဒီစကားကကျမတို့ဒီတရင်ရပါတော့เนาะကျမတို့ဇေယျနေပြီကျမတို့သိထားတာကြာပြီရှင်တော်စုံနေထောင်ထဲမှာအေးဆေးနေရတာကျမတို့သိရကြပြီဒါပေမဲ့ကျမတို့ပြောတော့မယုံဘူးလေရှင်တို့အန်တီတော်စုံစုကြည့်ရောအနိုင်မကျင့်ပါဘူးလို့ပြောရင်မယုံဘူး အခုသူများပြောတော့မှသူတို့သဘောပေါက်သွားအဲ့လိုတော့ရှိရဲ့ရှင်သိလားနော်အဲ့တော့အရင်စိတ်မပူနဲ့တော့ဟိုမှာသူများ AC ပဲရှင်တို့သာရှင်တို့ဘောကရှင်တို့ AA စစ်စစ်ဖြစ်အောင်လည်းနည်းနည်းစင်ကျင်နေထိုင်ကြရှင်အနီမီဘက်ကသူများကျွန်တော်ပြောပြတာပါရှင်နောက်ထပ်ပြောပြမှာတော့ anti-ransom စုကြည်ရပါဘောနော်ဒီ2021ကနေပြီးတော့သူကသတင်းစာလေနေ့စဉ်သတင်းစာကိုနေ့တိုင်းသူစီကိုထောင်အောက်တွေကပို့ပေးတယ်တဲ့နေ့တိုင်းသတင်းစာဖတ်တယ်ပြီးတော့သူကဝတ္ထုလေးလည်းတောင်းတက်တယ်တဲ့သူကလေဝတ္ထုပေါ့နော်ဒီအင်္ဂလိပ်ဘာသာစာအုပ်တွေနဲ့ပြင်သစ်ဝတ္ထုတွေကိုလည်းဒေါန်ဆန်းစုကြည်ကနေ့တိုင်းဖတ်တယ်တဲ့ဒေါန်စုကြည်ကအဲထဲမှာဆိုရင် စာဖတ်တဲ့အချိန်ကိုလည်းနေစဉ်နေတိုင်းအချိန်များများအသုံးပြုရလို့သိရတယ်ပေါ့နော်ဒီတော့သူ့ရဲ့ဘဝနေထိုင်မှုကိုကျွန်မတွက်လိုက်တဲ့အခါမှာတွက်လိုက်တဲ့အခါမှာပေါ့နော်အသက်80နဲ့အမျိုးသမီးတယောက်အစားအသောက်အနေထိုင်အပြင်ကိုနေစဉ်နေတဲ့စာလေးဖတ်ပြီးတရားလေးအားထုတ်ပြီးအေးကျဲကျဲနေရတယ်ဆိုတော့ဘဝကတော်တော်ကိုတော့အဆင်ပြေချုံးမွေလို့ပြောလို့ရရရှင့်ဒါအပြင်ကိုလွန်ခဲ့တဲ့ဒီ2023မှာဆိုလဲဒီလိုပဲဂျာတီဥလူအပူချင်းပေါ့နော်တော်တော်ဆိုးွားတဲ့အတွက်သူ့ကိုနေရာကြီးပိုင်းရွှေ့ပေးတာရှိရယ်ပူတဲ့နေရာမှာတော့မထားအောင်တော့မလေးစစ်ဆိုးရများ အဲ့လောက်ကြည့်အောင်ခရီးဆိုင်တဲ့ဒေါအောင်ဆန်းစုကြည်ကိုကြည့်ပါအောင်ကျင်နာယူရလိုက်ပါရှင်ကျမအဲ့လိုပဲမြင်နေရှင်သိလားဒေါအောင်ဆန်းစုကိုချစ်တဲ့သူတွေလည်းဒီလောက်ဆိုတော့စိတ်အေးပါတော့ရှင်နော်ရှင်တို့အရန်မုန်းနေရယ်စစ်သားတွေကနှလုံးသားတွေကနုနုလေးလားမသိဘူးဒေါအောင်ဆန်းစုကြည်ကိုတေချာလေးကြွေးရယ်မိုးရယ်စိတ်ချမ်းသာအောင်ထားရယ်ကျမ်းမာအောင်ဆောက်ရှောက်လဲဒါအပြင်ကိုထောင်ထဲမှာရှိတဲ့ဝန်ထမ်းတွေကိုမှားထားရှိရယ်နော်ဒေါအောင်ဆန်းစုကြည်တခုခုမဖြစ်စေနဲ့တခုခုဖြစ်လို့ရှင်မင်းတို့အားလုံးတောင်းရင်ယူရမယ်ဆိုပြီးရာဇာတန်ပေးတာလားရှင်အဲ့လောက်ကြည့်ကိုဆောက်ရှောက်ပေးထားတာရှင်တို့ဒေါအောင်ဆန်းစုကြည်ကိုကျမတို့ဒေါအောင်ဆန်းစုကြည်ကိုအထက်ကနေတွတ်ထုတ်လာပြီကျွန်တော်လည်းထက်ထဲ့နေအောင်မှာကျွန်တော်အဲ့လောက်ဆောက်ရှောက်နိုင်မှာမဟုတ်ဘူးအဲ့ဒါသိကြတယ် ရှင်လည်းထထဲလိုက်ရှင်ရှင်တို့သူ့ဘန်းပြပြီးလှုပ်ဆောင်းအောင်ပါလေရှင်ကသူ့မှာအပူပင်နေတဲ့စိတ်တွေဆင်းရဲနေရအောင်ပါအခုဆိုရင်ထောင်ကြရတယ်ဆိုတဲ့နမဲဆိုးတာရှိတာထောင်ထဲမှာသူနေရတဲ့ဘဝကနိုင်ငံရေးအရှုပ်ရှင်လည်းမရှိဘူးနိုင်ငံရေးကြောင့်စိတ်ညစ်ရတာလည်းမရှိဘူးတရားလေးအားထုတ်မယ်အစားအသောက်ပြေဝအောင်စားမယ်ကျန်းမာရေးယူဆိုင်ခံမယ်နေ့စဉ်နေတဲ့လမ်းလေးလျှောက်နောက်ဆုံးတန်တရားအတွက်ကောင်းတဲ့တရားလေးထိုင်တဲ့ကိစ္စအောင်သူလုပ်နိုင်နေရှင်အပြင်မှာရှိတဲ့အသက်80ကျော်အခွားအချို့တော့မှသူ့လောက်ကံမကောင်းရှင်ကျွန်မအဲ့လိုပြောရင်ကျွန်မစိတ်ဆိုးကြအောင်မယ်ဒါကျွန်မမြင်တာမြင်တဲ့အတိုင်းပြောပြတာဟုတ်လားမဟုတ်လားစမ်းစားကြည့်ရှင် ကျမတို့မြန်မာနိုင်ငံမှာတော့ကမ္ဘာမှာပါထောင်ကျတဲ့သူတွေထဲမှာဒေါ်အောင်ဆန်းစုကြည်ကအကောင်းဆုံးပဲရှင်အဲ့တော့အမေစုချစ်သူများလက်မခံကျင်တဲ့လက်ခံမဲ့မှန်တရားတစ်ခုပဲဒါဟာစစ်အစိုးရလို့ရှင်တို့ခေါ်တဲ့စစ်သားတွေရဲ့ဒေါ်ဆန်းစုကြည်ပေါ်မှာထားတဲ့မြစ်တိုင်တရားပဲရှင်ငဲ့ညာမှုပဲရှင်အခြားထောင်သားတွေလို့သာထားလိုက်မယ်ဆိုဒေါ်ဆန်းစုကြည်ချိန်နေမှာဖြစ်နေမယ်လို့ထင်လဲရှင်ထောင်ထဲမှာစားတော့ကဘလို့ကြွေးလဲဆိုတာရှင်တို့သိပါတယ်သူ့ထောင်ထဲရောက်ဘူးတာပဲဟာထောင်ထဲမှာဘလို့ကြွေးလဲအဲ့လိုကြွေးလို့လားငကမောက်သီးစားလို့လားချက်ပလက်ကြွေးလို့လားအသားလုံးဟင်းချိုနေနဲ့ ကျသားဟင်းလေးနဲ့ကျွေးလို့လားရှင့်ကျမပြောလက်မခံခြင်းလည်းရရရှင့်လက်မခံခြင်းလည်းရရလက်ခံခြင်းလည်းရရတယ်။ဒါကျမပေါက်ကြားလာတဲ့ပုံမှာအမေစုချစ်တဲ့သူကြီးအမေစုရဲ့အနေထားလေးကိုသိအောင်လို့ကျမပြောပြရပဲရှိရ။ပေါ့နော်။ဒီတော့အန်တီဒွန်ဆန်းစုကြီးကိုလွတ်မြောက်ဖို့အတွက်ကိုတော်လန်ရဲ့လုံနေတဲ့သူတွေအနေနဲ့အန်တီဒွန်ဆန်းစုကြီးကတော်လန်ရဲ့ကိုအပီးရဲ့စကားလည်းခုံးမှလည်းမပြောဘူး။ဆက်လုပ်ပါလို့လည်းမပြောဘူး။အန်ဒီဒွန်ဆန်းစုကြီးကအင်ကာဂျိုပေါ်ရောက်လာလဲမဟုတ်သူ့မှာနေတိုင်းသတင်းစာလည်းဖတ်ရတယ်သူစားတောင်းတွေလည်းဖတ်ရတယ်သူနဲ့လာတွေ့ရဲ့ရှေ့နေရတဲ့တစင်လည်းမြန်မာနိုင်ငံချင်းတွေသူသိရတယ် သူ့ပါဇက်ကနေပြီးအန်ယူဂျီကိုထောက်ခံကြအောင် CRPH ကိုထောက်ခံကြအောင် PDF ကိုထောက်ခံကြအောင်တခုံးမှအမှားစကားမပားလိုက်ဘူးဆိုတာကအခုလုံနေလှုပ်ဆောင်ချက်တွေအန်ဒီဒွန်ဆန်စုကြီးကမကြိုက်လို့လေရှင်းရှင်းလေးဟောင်းသူတော့မှမထောက်ခံတော့ရှင်တော့ဆက်လုံနေသေးရတော့ရှင်တို့လောက်မိုက်တဲ့လူကပိုင်းမှမရှိတော့ဘူးအန်ဒီဒွန်ဆန်စုကြီးကိုချစ်တယ်ဆိုပြီးရှင်တို့နှစ်နေကြတယ်လို့ပဲကျွန်မမြင်နေရှင်းကျွန်မနှစ်ခုသုံးသပ်သွားတယ်နိုင်ငံတော်လုံခြုံရေးနဲ့အန်ဒီဒွန်ဆန်စုကြီးရဲ့ဘဝနေထိုင်မှုပုံစံ ဒီဟာပေါက်ကြားလာတာတစ်ခုလည်းကောင်းတယ်တစ်ခုလည်းမကောင်းတစ်ခုကကြတော့ကောင်းတာကအန်တီဒွန်ဆန်စုကြည်အေးကျကျနေရတယ်ဆိုတော့မေးစုချစ်ကသိသွားတာပေါ့ရှင်မကောင်းတာကတော့နိုင်ငံတော်မှာလှုပ်ဝက်အပ်တဲ့ကိစ္စတွေပေါက်ကြားလာတာမကောင်းရှင်ဒါလေးတစ်ခုပဲကျွန်မသတင်းသုံးသပ်ချက်လေးနေနဲ့တရားလေးသာပြောပြလိုက်ပြစီတော့ရှင်ဒီဘက်ပြည်သူများရှင်ကျွန်မသတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာပြစီရှင်ကျမတရင်လေးတွေကိုနေစဉ်နေတိုင်းပဲစူးစမ်းတက်ဆက်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျမမိဘပြည်သူမျိုးအမြင်မှန်ရရှိခြင်းလို့ပါ။ကျမတို့အားလုံးမှာအမှန်တရားတစ်ခုစီရှိကြတယ်။ မိဘပြည်သူလို့မှလည်းရှိကျမမှလည်းရှိနိုင်ငံတော်မှလည်းရှိဘောနော်လက်နက်ကတိုင်တိုက်ပွဲဝင်နေသူတွေမှလည်းရှိမှာပဲเนาะသူတို့လည်းသူတို့သူတို့စိတ်ကထင်းနဲ့မှန်တရားပေါ့ရှင်ဒါပေမဲ့ကျမတို့အားလုံးမှာလိုနေတာတစ်ခုကကျမတို့နိုင်ငံတော်အကျိုးပြုစေမဲ့ဘုံအမှန်တရားတစ်ခုလိုနေရဲ့ရှင့်အဲ့ဒီဘုံအမှန်တရားကိုရှာဖွေတွေ့ရှိရဲ့နေ့ကကျမတို့နိုင်ငံအေးချမ်းသာယာပြီးစစ်ပွဲတွေအားလုံးရန်ငြိမ်းသွားတဲ့နေ့ပဲအဲ့ဒီအမှန်တရားကိုရှာဖွေနိုင်ဖို့အတွက်ကျမတို့အားလုံးစူးစမ်းမှဖြစ်မှာပါအဲ့လိုစူးစမ်းဖို့အတွက်ကိုကျမတို့အတတ်နိုင်ဆုံးတော့ခရီးလမ်းလေးအချို့ကိုရှောက်ရအောင်ပါဘောနော်အဲ့လိုတော့ရှိရပါရှင့်ဒါပေမဲ့ အမှန်တရားလိုချင်တဲ့သူတွေကတော့နည်းနည်းတော့အားဆိုင်ရမှာပေါ့ရှင်နေတော့ပြန်မခံရမှာပေါ့နော်အဲ့လိုလည်းရှိရဲဒါကြောင့်ဇွဲမလျှော့ပါနဲ့ကျမတို့နိုင်ငံကောင်းလာမှာပါကျမယုံကြည်ပါရှင်ကောင်းတဲ့နိုင်ငံကိုလည်းကျမတို့မှီလောက်မှာပါရှင်အဲ့လိုလည်းထင်ပါတယ်ပေါ့နော်မှီတော့မှီလောက်မှာပါမှီလောက်ပါရှင်မှီလောက်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဘောမမှီလဲနောက်ဘောပါရှင်အဲ့လိုပဲတွေးလိုက်တော့တန်တရားအရှိန်ကြီးပဲဟာဟုတ်တယ်မလားဟိုဒီဘောကောင်းတာလောက်လို့ရှင်နောက်မှကြရင်ကောင်းတဲ့နိုင်ငံမှာလူဖြစ်မှာပဲကျမတို့ဒီလိုပဲတွေးရရှင်ဒါကြောင့်ကျမတို့နေစင်နေတာ ်ဘုံမှန်တရားကိုရှာဖို့ကြိုးစားရမယ်ကျမတို့နိုင်ငံအေဂျင့်ဘုတ်တို့ကိုကျမတို့ကြိုးစားရမယ်ရှင်ဒီဟာလေးကိုပဲကျမတို့စိတ်ထဲမှာထည့်ပြီးတော့ကျမတို့နိုင်ငံအတွက်ကိုဆက်လက်ကြိုးစားကြပါစို့ရှင်ကျမတဲ့တဲ့လေးတွေကိုနေ့စဉ်နေ့တိုင်းပဲအားပေးကြည့်ရှုခဲ့ကြရင်မိဘသူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေကောင်းသောလူရင်းစန္ဒများပြေဝကြ